အလုံးကျွန်တော်မေးထားကြတယ်ဒီအမချလုံးဘယ်လိုဖြုတ်မလဲဗောနော်ခဏလေးနှက်ချက်လိုက်အောင်မယ်အဲ့တော့အမချလုံးဖြုတ်တာကကျွန်တော်ကမျိုးစုံသောဖြုတ်လေးတွေရှိကောင်းရှိနိုင်တယ်ကျွန်တော်တို့ဖြုတ်တဲ့အလွယ်ကြီးကိုပြအောင်နော်ဒါဆိုတော့ကျွန်တော်နှက်ပြုတ်ပြီနှက်ပြုတ်ပြီကျွန်တော်အများစုကကျွန်တော်နော်အဲနှက်ရစ်ကဒီမှာလည်းအရစ်ပါတယ်အဲ့တော့ဒီမှာအရစ်ကိုကျွန်တော်ကရစ်ပြီးတော့မှအဲရိုက်ဝိတ်တုံးရိုက်ပူလာနေလည်းရပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာအဲ့ဒါကြောကျွန်တော်တို့မိသက်ကလည်းမိသက်ပြင်တာမဟုတ်တော့မရှိဘူးအဲဒီမှာကျွန်တော်ရိုးရိုးသူ့အရစ်နဲ့တူတဲ့ဟာရစ်ပြီးမှနှက်တိုင်းအရှိကြီးဒီမှာဝိုးရိုက်တုံးနဲ့ဖြုတ်လို့ရနိုင်တယ်ဒါပေမဲ့အဲ့ဒီလိုမျိုးကိုပြရမှာပါနော် တော့ဘာလို့လဲဆိုတော့ကျွန်တော်တချို့ကြော်လေဒီတိုင်းတော့ထုဖြုတ်တာပဲကျွန်တော်ဘာလို့လို့ရဆိုတော့နောက်ကိုကျွန်တော်ဒီအများကြီးပွာသေးတယ်အဲ့တော့နောက်ကိုပြန်ပြက်မယ်ဘယ်လောက်ဒီပြက်မလဲဆိုတော့ဒီရှက်နဲ့ဒူနဲ့နည်းနည်းလေးကွာတဲ့အချိန်ကြီးပြက်မယ်ဒါဆိုရင်ကျွန်တော်ကနှက်တိုင်လည်းမကွေးနိုင်ဘူးတိတ်လည်းမနာနိုင်ဘူးเนาะနှက်ရည်လည်းမနာနိုင်ဘူးအဲ့တော့ဘယ်လိုပြုတ်မှာဆိုတော့ပြင်မယ်ရတယ်တက်နိုင်ကိုအောင်နောက်ကြောက်ချင်တာကြောက်အောင်ပြင်မယ်ဒါဆိုဝါရှာမှာဘာလို့ဆိုအောက်ချင်တာတော့ကတ်သွားပြီကတ်သွားပြီဆိုရင်ကျွန်တော်ဘာလို့မလဲဆိုတော့နောက်ကိုထုရင်နောက်ကလည်းဒါလိတ်သွားမှာမခောက်တော့မှာအဲ့တော့ကျွန်တော်ဒီအသီးကို တူဒီကောင်နည်းနည်းမှတာเนาะနည်းနည်းတောင်းလာအရင်ကြီးမှကြာမယ်နည်းနည်းမြောင်းနေကိုရပြီမြောင်းမြောင်းเนาะဘွက်နေတူဟုတ်အားပါပါတစ်ချက်တစ်ချက်ကြည့်မယ်เนาะပြုတ်သွားပါပြီကဲဘာလို့လဲတစ်ချက်ပါပဲเนาะအမချာတော့ဖြုတ်နေမေးထိုင်မေးစဉ်ကြီးကူများဒါပြုတ်သွားပါပြီအဲ့ကဲတချို့အရင်ကျတဲ့ဟာဆိုတော့အဲ့အားထဲရတဲ့ဟာလည်းရှိတယ်နှစ်ချက်သုံးချက်ထူရတဲ့ဟာလည်းရှိတတ်ပါတယ်အဲ့ဒီနဲ့လည်းဒါပါမှဒါမနာပါဘူးကြီးကောက်တာလည်းမရှိဘူးဒီမှာလည်းမနာဘူးအတီးနဲ့ဒီမှာတေးထားတာဖြစ်တဲ့အတွက်ဒါအဆင်ပြေပါတယ်နော်အဲ့တော့အမချာလုံးဖြုတ်တာ အထာတိနော်လေလေလေးပါအထာမတိနော်ကျွန်တော်တို့ဒီအမချာလုံးနေတယ်ကြွာလေပြီးတော့အဲ့ဒီနတ်ဒီကစီရမယ်ဆိုကျွန်တော်ကြုံမှုပါတယ်တချို့ဆိုဒီနတ်ထည့်ထားတယ်အဲဒီလိုမျိုးလေးပေါ့မကြက်ထားဘူးထုတယ်ညာများထုရင်နတ်ပြက်မှာဆိုလို့တဲ့အားရရင်တက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 ်နဲ့ထုရင်းထုရင်းနဲ့နတ်ကြီးကနှာခမ်းကော်လန်ကြီးလိမ်သွားတယ်ဒီနတ်ဒီကောက်သွားမျိုးကြုံမှုပါတယ်အဓိကအားကတစ်ချက်သေးအများများထုပါနဲ့နော်ချက်ရင်အများများထုတာအားပြော့ပြော့နဲ့အများများထုတာပိုဆိုးတတ်ပါတယ်ပြုတ်လည်းမပြုတ်ဘဲနဲ့နတ်ဒီနာတယ်ပျက်စီးရပေါ့နော်အခုဒါဆိုရင်တော့အမချာလုံးထုတာပြီးတော့ပါပြီ သူကတက်ထားတာကကျွန်တော်တို့ဒီမှာဒီကောင်နဲ့ဒီကောင်နဲ့ကဘာမှလည်းမပါဘူးဒီတိုင်းအကျက်ဆွတ်ထားတာအဲ့တော့ဒီခါလေးမှာတော့အဓိတဲ့ပိုချက်တာရှိပါတယ်ဒါကျွန်တော်က2 weight ပါတယ်အဲ့တော့ဖြုတ်ရလွယ်ပါတယ်ဒါဆိုတော့အမ်ချာလုံးဖြုတ်တာဖြစ်ပြပါတယ်နော်